အလင်းလိုင်းကွန်ရက်ကနေကြိုဆိုပါရစေ။ဒီကနေ့ဖတ်ပြပေးမှာကတော့ဗမာပြည်ကွန်မြူနတီပါတီဗဟိုစီယိုရေးကော်မတီကြွေးကြော်သံအရေးတော်ပုံကြားနဲ့အတွဲ့1အမှတ်3 2011ခုနှစ်ဖေဖော်ဝါရီလလို့မှာဖော်ပြပါရှိတဲ့ဆောင်းမရှင်ထွန်းတော်ရဲ့ဆိုဗီယက်ဗာကြောင့်ကြာဆုံးတယ်ဆိုတဲ့ဆောင်းပါဖြစ်ပါတယ်။ ထွန်းတော်ဆိုတာရဲဘော်ဂျင်မောင်ရဲ့ကလောင်ဝဲအမိတခုဖြစ်ပါတယ်။ဆိုဗီယက်ဘာကြောင့်ကြဆုံရတယ်လဲ။ကြဆုံသွားရတဲ့အကြောင်းချက်တွေများတယ်။အရေးကြီးဆုံး၃ချက်ကိုပဲတင်ပြဆွေးနွေးလိုတယ်။ပထမချက်ကမတ်စ်ပေါ်ရအခြေခံတွေးခေါ်နဲ့တွေးဖီသွားလို့တိုင်းပြည်တိုင်းပြည်သူတိုင်းပါတီတိုင်းမှာကိုစီ အမျိုးသားအကျိုးစီးပွားရှိတယ်ဆိုတာကို အသိအမှတ်မပြုလို့တတိယချက်ကအပြောင်းလဲတွေနဲ့အညီမိမိ policy ကို ထိန်းညှိမှု မလုပ်နိုင်လို့ပထမအချက်ကိုရှင်းလင်းချက် Marx ဘွာရအခြေခံတွေးခေါ်က ကုံထုတ်စွမ်းအားစုတွေအတွက်ဖွံ့ဖြိုးတိုးတက်မှုအခြေအနေနဲ့အခမ်းအကဏ္ဍရှိနေသေးသမျှအဲ့ဒီလူမှုရေးစနစ်ဟာဘယ်တော့မှပျောက်ွယ်သွားမှာမဟုတ်ဘူးပြီးတော့လေသူ့ကို အစားထိုးမဲ့ကုံထုတ်ဆက်ဆံရေးအသည့်ဟာ ဆက်ဆံမှုဟောင်းအတွင်းမှာပဲတရေတီးပြီးရုပ်ဘဝချင်းနေရင့်မဲ့လာမှမွေးဖွားလာရမှာဖြစ်တယ်။မရင့်မဲ့သေးပဲမွေးဖွားရင်ရှောမွေးပဲဖြစ်မယ်။ဒါမှမဟုတ်ခြူကြတဲ့တရေသားပဲမွေးဖွားလာမှာဖြစ်တယ်လို့ဆိုတယ်။ကိုနားလဲသလိုသဘောကိုပဲယူပြီးရေးတာပါ။ရုရှားပြည်ကိုကြည့်သူဟာခင်နောက်ကြတဲ့နိုင်ငံကြီးပဲ။မတ်စတိုက ဆိုရှယ်လစ်ဒေါ်လာရေးလုံနိုင်တဲ့တိုင်းပြည်တွေကရှေ့တန်းရောက်တိုင်းပြည်တွေဖြစ်တဲ့ဂျာမနီပြင်သစ်အင်္ဂလန်တို့ပဲလို့ယူဆခဲ့ကြတယ်။ရုရှားမပါဘူး။ဒီနေကလည်းဒါကိုလက်ခံတယ်။နယ်ချဲ့အချင်းချင်းစစ်ဖြစ်နေတာကိုချက်ကောင်းယူပြီးရုရှားကဒေါ်လာရေးစနက်တန်ကိုဖောက်ခွဲလိုက်ရင် နောက်ကနေရှေ့တန်းရောက်တိုင်းပြည်တွေရဲ့ဒေါ်လာရေးတွေဇက်တိုက်ပေါက်ကွဲလာမှာပဲလို့တွက်တယ်။လီနင်ရဲ့1919အောက်တိုဘာဒေါ်လာရေးနောက်ပိုင်းရေးသမျှဆောင်းပါးတွေကိုကြည့် ဒါပေမဲ့သူအတွက်တလို့ဖြစ်မလာဘူးဂျာမနီမှာလည်းခဏကလေးဒေါ်လာရင်းဖြစ်တယ်ခြေမုံခံလိုက်ရတယ်ပြင်သစ်နဲ့အင်္ဂလန်ဘာမှမဖြစ်ဘူးကဘာစစ်မှာနိုင်လိုက်လို့ဝမ်းသာအားရဖြစ်နေကြတာပဲရှိတယ်ကိုလိုနီသစ်တွေတိုးလာလို့အုပ်စိုးသူတွေကသူတို့ရလာတဲ့အကျိုးမြတ်ထဲကနည်းနည်းပါးပါးအယိုးရင်းတွေစွန့်ကျဲတာကိုရပြီးကြေနက်နေကြတယ်။တော်လာရေးလှုပ်ဖို့တိတ်မစင်းသာဘူး။အဲဒီတော့လီနင်က အခြေအနေနဲ့အညီထိမ့်ညှိတာကိုရဲရဲလုပ်တယ်1920တဝိုက်မှာ ရေးခဲ့တဲ့ဆောင်းပါးတွေမှာကိုလိုနီကိုလိုနီတပိုင်းတိုင်းပြည်တွေက အမျိုးသားဒီမိုကရေစီတော်လှန်ရေးတွေပေါ်လာဖို့ပြက်ပြက်သားသားလှုပ်ဆော်တယ်အားပေးတယ်ကွန်မနက်ပါတီတွေပေါ်ဖို့မြေတောင်မြှောက်ပေးတယ်အာရှတိုက်မှာကွန်မနက်ပါတီတွေတိုင်းပြည်လိုက်ပေါ်လာတာဟာအဲ့ဒီ1920နဲ့နောက်ပိုင်းမှာပဲဖြစ်တယ်ဗမာပြည်မှာက ထုံးစံတိုင်းနောက်ကျပါတယ် လီနင်ကပြည်တွင်းရေးမှာလဲကုံထုတ်စွာစုကိုဖွံ့ဖြိုးတိုးတက်လာစေဖို့စီးပွားရေး policy သစ် NEP ချမှတ်တယ်။ဒါပေမဲ့သူ့အနေနဲ့အကောင့်ထဲမဖော်နိုင်ခဲ့ဘူး။တနက်ပြစ်လှုပ်ကြံခံရပြီးကလေးကသူ့ကျမ်းမာရေးကမကောင်းတော့ဘူး။1924မှာကွယ်လွန်တယ်။သူသာကျမ်းမာနေရင်အသက်ရှင်နေရင်စီးပွားရေး policy သစ်ကိုရဲရဲကြီးအကောင့်ထဲပေါ်မှာပဲ။သူက ီသူလူတို့ရဲ့ထောက်ခံမှုကိုတခဲနဲ့ရထားတာပဲစတာလင်ကတော့စီးပွားရေး policy တစ်ကိုမလုပ်ဘူးအာဏာအမွေဆက်ခံရေးကိစ္စမှာပဲနစ်မွန်းနေတယ်ဒါပေမဲ့စတာလင်အတွက်အခွင့်သာစေတာက1929 1930အမေရိကကစလိုက်တဲ့စီးပွားရေးကတ်ကြီးစိုက်တာပဲ1930စီးပွားရေးကတ်ရဲ့အကျိုးဆက်ကရှေ့တန်းရောက်တိုင်းပြည်တွေမှာတပိတ်တိုက်ပွဲကိုလိုနီနဲ့ကိုလိုလီဒီပိုင်းတိုင်းပြည်တွေမှာ လယ်သမားသဘုံတွေပေါ်တာပဲဆရာဆန်သဘုံထကျင်တုန်းကတရုတ်ပြည်မှာအိန္ဒိယပြည်မှာမလေးရမှာလယ်သမားသဘုံပေါ်တယ်နောက်အခွင့်သာတာကအီတလီမှာဖက်စစ်အစိုးရဂျာမနီမှာ နာဇီအစိုးရတက်လာတာပဲစစ်နိုင်တဲ့အင်္ဂလိပ်ပြင်သစ်ကဖိထောင်းတာခံရလို့ဂျာမန်လူထုကဟစ်တလာကို အားပေးထောက်ခံလိုက်ကြတယ်ဒုတိယကမ္ဘာစစ်ဖြစ်တော့မယ်ဆိုတာကိုလည်းလူတိုင်းလောက်သိနေကြပြီ ဟစ်တလာကလည်းဘော်ရှီဗစ်ကွန်မြူနစ်ကိုတိုက်ဖျက်မယ်လို့ပဲကြွေးကြော်နေတာပဲတကယ်တည်းစပြီးတိုက်တော့တာအင်္ဂလိပ်ပြင်သစ်ကိုတိုက်တာပဲစတာလင်ကတိုင်းကျစ်ပြည်ကျစ်ဝါဒကိုပြက်ပြက်သားသားကင်ဆွဲခွင့်ရသွားတယ်အတူချုပ်လိုက်တော့ဒုတိယကမ္ဘာစစ်ဖြစ်တယ်နိုင်လိုက်တယ်ဆိုရှယ်လစ်နိုင်ငံတွေအပြိုင်းအိုင်းပေါ်တယ်တရုတ်ဒေါ်လာရေးအောင်ပွဲခံတယ်စတာလင်က အောင်မြင်မှုနဲ့ရင်မှုတယ် policy ထိန်းညှိမှုလုပ်ဖို့ လီနင်ပြောခဲ့တဲ့စီးပွားရေး policy အစ်လုပ်ဖို့စိတ်မကူးဘူး။ကဘာစစ်တံကြောင့်ရုရှားတပြည်လုံးအထိနာနေတယ်။လီနင်ရဲ့စီးပွားရေး policy အစ်ကိုသာလုတ်ခဲ့ရင်အချိန်ကောင်းပဲ။ဒါပေမဲ့စတာလင် မလုတ်ခဲ့ဘူး။မလုတ်ခဲ့ရုံမက ပိုဆိုးတာကိုလုပ်တယ်။ဒုတိယချက်မှာတင်ပြမယ်။ဒုတိယအချက်ကိုရှင်းလင်းချက်ဘယ်လိုပဲညီနောင်ပါတီလို့ပြောပြော တိုင်းပြည်ကနှစ်ပြည်ပြည်သူကနှစ်ရက် ပါတီကနှစ်ခုရှိကြတာဖြစ်လို့အကျိုးစီးပွားကဘယ်သူနဲ့ဘယ်သူမှ တထက်တည်းမကြနိုင်ဘူးအရှေ့ဥရောပနိုင်ငံတွေကို ဆိုဗီယက်ကသူပဲမွေးပြီးနန်းတင်ထားတာဖြစ်လို့ငယ်နိုင်လို့သဘောထားပြီးအနိုင်ကျင့်တယ်တရုတ်ပါတီကတော့သူ့အစွမ်းအစနဲ့သူရေရှည်တိုက်ပြီးအောင်ပွဲရတာပဲနေချေချင်းစစ်ဖြစ်ကြတာရဲ့အကျိုးဆက်ပါရုရှားဒေါ်လာရေးကပထမကမ္ဘာစစ်ကနေအောင်ပွဲရတယ်လို့တရုတ်ဒေါ်လာရေးက ဒုတိယကမ္ဘာစစ်ကနေအောင်ပွဲရတာကွန်မြူနီအင်တာနက်ရှင်နယ်ကွန်မန်ဒန်ဖြတ်သိမ်းပြီးကလေးကကွန်မြူနီပါတီတွေဟာ ပါတီချင်းဆက်ဆံရေးမှာမူလေးချက်အရာပဲဆက်ဆံတင်တာပဲမူလေးချက်ဆိုတာကလွတ်လပ်မယ်လုံးဝတန်းတူရမယ်အပြန်အလှန်လေးစားရမယ်တဦးအတွင်ရေတဦးကဝင်မဆွက်ရဆိုတာပဲခေါင်းဆောင်ပါတီနောက်လိုက်ပါတီမရှိရဘူးအကိုကြီးပါတီညီလေးပါတီမရှိရဘူး ဆိုဗီယက်ပါတီ CPSU ကအင်တာနက်ရှင်နယ်ရှီတုံးကလိုခေါင်းဆောင်ပါတီလှုပ်ချင်နေတော့အကျိုးစီးပွားခြင်းထိတ်တိတ်တွေ့တာတွေရှိလာတယ်။ထို့သဖြင့်တရုတ်ပြည်ကွန်မြူနစ်ပါတီ CPC နဲ့ဖြစ်တယ်။ကြာလာတော့ပွင့်ပွင့်လင်းလင်းလူသိရှင်ကြားဝေဖန်တာတွေဖြစ်လာတယ်။ကြိတ်ပြီးဖြစ်နေတာက ပြောင်းဖြစ်လာတာပဲ။နောက်ဆုံးတော့ဆိုဗီယက်ကို ဆိုရှယ်လစ်စကားပြောပြီးနယ်ချဲ့နေတဲ့ဆိုရှယ်နယ်ချဲ့လို့ပြောတော့တာပဲ။ အမေရိကန်ရဲ့ရင်ကြားစိတ်ဓာတ်ကိုပွင့်ပွင့်လင်းလင်းလှုပ်တော့တာပဲ1980ပြည့်လွန်နှစ်တွေမှာနဲ့1980ပြည့်လွန်နှစ်တွေမှာဆိုဗီယက်ကတစ်ဖက်အမေရိကန်တရုတ်ကတစ်ဖက် အတိအလင်းအားပေးတဲ့စစ်ပွဲကလေးတွေဖြစ်ခဲ့တယ်ကမ်ဘောဒီးယားအာဖဂန်နစ္စတန်အာဖဂန်နစ္စတန်စစ်မှာတော့ဆိုဗီယက်နိုနစ်တော့တာပဲကျွန်သွားပြီးနှုတ်မရတော့ဘူးဆိုဗီယက်ကြဆုံးရတာပဲဆိုဗီယက်ကြဆုံးတာမှာတရုတ်ကတခန်းတခန်းတာပါနေတယ်ဆိုတာ ရှင်းနေတာပဲ CBB ဘာကဘာကဒီဖြစ်စင်မှာအနီးကပ်လေ့လာခွင့်ရခဲ့တာဖြစ်တယ်။ဆိုရှယ်နယ်ချဲ့ကနယ်ချဲ့သစ်ဖြစ်တယ်။အရင်းရှင်နယ်ချဲ့ကနယ်ချဲ့ဟောင်းဖြစ်တယ်။နယ်ချဲ့ဟောင်းကတခြားလုံးသွေးဆုပ်နေရတဲ့ဂျဘိုးပဲ။အငမ်းမရသွေးမဆုပ်ဘူး။သွေးဆုပ်ခွင့်ပြက်လက်နေတဲ့ဂျဘိုးကတော့သွေးဆုပ်ခွင့်ရစဆိုတော့သွေးဆုပ်ကျန်းတဲ့ဆိုတဲ့အပြောဆိုတွေကြားလာခဲ့ရတာပဲ။ အခြေခံအကျိုးစီးပွားခြင်းပဋိပက္ခဖြစ်တာတွေကသူတို့ကြားမှာများပါတယ်။ကာယကံရှင်တွေလည်းပြောချင်ရင်ပြောပါစေ။ဘကဘကဒီဟာမျိုးမှာဝင်ပြောလို့မရှိပါဘူး။ကိုယ့်ကိစ္စကိုပဲပြောပါမယ်။တရုတ်ပြည်ကွန်မြူနစ်ပါတီကဆိုဗီယက်နဲ့လမ်းခွဲတော့ယူဂိုစလက်ပါတီတီတိုနဲ့ပြန်လည်တင့်မြတ်ကြတယ်။တရုတ်ပြည်ကွန်မြူနစ်ပါတီကဘကဘကိုလည်းယူဂိုပါတီနဲ့ပြန်လည်တင့်မြတ်စေချင်တယ်။ဒါပေမဲ့ဘကဘမှာကယူဂိုပါတီ တီတို့နဲ့ရှင်းစရာရှိတယ်။တရုတ်ပြည်ကွန်မြူနစ်ပါတီနဲ့ယူဂိုပါတီတို့ကအာဏာရပါတီတွေပဲ။အယူအဆတွေးခေါ်မှာပဲတချိန်ကကွဲကြတာဖြစ်တယ်။အဲ့ဒီကိစ္စပြေလည်ရင်ပြန်လည်တင့်မြက်လို့ရတာပဲ။ဘာကာဘမာကရှင်းစရာရှိတယ်။၁955တခုကဖာဆပါလာဆိုရှလစ်ဆိုရကိုဆွဲဆောင်ဖို့ခရူရှက်တို့လာတယ်။တီတို့လည်းလာတယ်။ခရူရှက်ကဖာဆဆိုရှလစ်ဆိုရကို နိုင်ငံရေးစီးပွားရေးအကူအညီတွေ ပေးတယ်။တီတိုကစစ်ရေးအကူအညီပါပေးတယ်။ဒီအစိုးရကဗမာပြည်ကွန်မြူနစ်ပါတီကိုဆန့်ကျင်တဲ့ပြည်တွင်းစစ်လုပ်နေတာကိုမသိတာမဟုတ်ဘူး။တည့်ရက်နဲ့စစ်လက်နက်အကူအညီပေးခဲ့တယ်။ဒီကိစ္စမှာသူတို့မှားပါတယ်လို့ပြောမှပဲဘာကဘာကပြန်လည်တင့်မြက်ပြီးညီကိုပါတီဆက်ဆံရေးလုပ်နိုင်မှာပဲ။ဒီကိစ္စမှာတင့်နေလို့ပဲနှစ်ပါတီပြန်လည်တင့်မြက်ရေးမအောင်မြင်ခဲ့ပါဘူး။အဓိကပြောချင်တာက တိုင်းပြည်ကနှစ်ပြည်ပြည်သူကနှစ်ရက်ပါတီကနှစ်ခုဖြစ်နေရင်သူ့အကျိုးစီးပွားကို့အကျိုးစီးပွား꽌ပြကြမှာပဲအကျိုးစီးပွားချင်းကိုက်ကြီးမှတင့်မြတ်နိုင်မှာပဲဆိုတာကိုတင်ပြချင်တာပါဆိုဗီယက်ဟာသူ့အကျိုးစီးပွားကိုသူများတကလိုက်နာရမယ်လို့လုပ်ခဲ့လို့ကြာလေတကောင်ကျွက်အထီးကျန်ဖြစ်ပြီးကြာဆုံးရတာပဲတတိယချက်ကိုရှင်းနေချက်ကဘာမှာအပြောင်းလဲတွေများတယ်ကိုတွေးထားသလိုမဖြစ်တာတွေရှိတယ် အခြေအနေတွေပြောင်းရင် ကိုကလိုက်လျောညီတွေဖြစ်အောင်ထိညိရမှာပဲထိညိရမှာပျော်ပြောင်းလွန်းရင်လဲဗပြားပင် policy ပဲဖြစ်မယ်သိပ်ပြီးတင်းမှာတောင့်တင်းနေရင်လဲတရသေးအစွန်းရောက်ပဲဖြစ်လိမ့်မယ်ဘလောက်ထိညိရမလဲဘယ်ဟာကတော့မူပဲရှော့လို့မဖြစ်ဘူးဆိုတာရှင်းနေရမှာပါနိုင်ငံကဆက်ဆံရေးတာမကပြည်တွင်းဆက်ဆံရေးမှာပါဒီအတိုင်းဖြစ်ရမှာပါဆိုဗီယက်ပါတီ CPSU ကတော့ အဲ့ဒါတွေနဲ့ပြောင်းပြန်ပဲလိုက်ပြီးလုပ်နေတယ်လို့ပဲခရူရှက်တက်လာတော့မာနာကတလူလူနဲ့ဘရက်စညက်ကြတော့ဗဇက်တာသယန်းတာမဟုတ်ဘူးလက်ကပါသယန်းတော့အာဖဂန်မှာနုံနစ်တယ်နောက်တော့တက်ကြီးရွယ်အိုတွေတယောက်တလဲတက်ကြတယ်ပေါ်လစီထိန်းကြီးဖို့မစင်စားကြဘူးသူတို့ကတော်လိုင်းရေးမျိုးဆက်တွေပဲလီနင်ကို လေ့လာပြီးထိန်းကြီးတဲ့အလုပ်လုပ်တင်တယ်ဒါပေမဲ့မလုပ်ကြဘူးဂေါ်ဘာချော့ကတော်လိုင်းရေးမျိုးဆက်မဟုတ်ဘူး သူ့လက်ထက်မှာဆိုဗီယက်ကျဆုံးတာပဲဘယ်ပါတီဖြစ်ဖြစ်ပါ အခြေအနေနဲ့အညီထိညိတာမလုပ်ရင်အနည်းနဲ့အမြန်ကျဆုံးမှာပဲနီဂိုပထမအချက်ကိုပြန်ကောက်ပါအောင်မယ်အခုကမ္ဘာအခြေအနေရောဗမာပြည်အခြေအနေပါ ပြောင်းနေပြန်ပြီအမေရိကကစီးပွားရေးကကကမ္ဘာကို ပြန့်နေပြန်ပြီကမ္ဘာလွှမ်းခြုံတဲ့ခေတ်ဤပညာ IT ခေတ်ဖြစ်လို့ဖြစ်ပေါ်မှုမြန်တယ်ငွေရေးကြေးရေးစစ် currency war ကုန်ထုတ်လုပ်ရေးသာမကကွန်ပျူတာအင်တာနက်ဆိုင်ဘာစစ်ဆိုင်ဘာ war စတဲ့အတန်တွေကြားနေရတယ်စစ်အင်အားတိုးတာစစ်ရေးလေ့ကျင့်တာတွေကလည်းစိတ်လာတယ်အားလုံးကလည်းအာရှအရှိမြောက်နဲ့အရှိတောင်မှကြီးပဲမိမိတို့လည်းထိန်းကြီးဖို့ဘာလို့နေသလဲဆိုတာစဉ်းစားရပါမယ်သူများညီကိုပါတီတွေဘလို့ထိန်းကြီးသလဲဆိုတာလည်းလေ့လာရပါမယ်အထူးသတိထားရမှာက စနစ်ဟောင်းရဲ့ဝမ်းကြတိုက်မှာပဲစနစ်သစ်ကသရေတီးရမယ်။လာစိတ်ရက်စိတ်မှာပဲကျမ်းမာတန်ဆွမ်းတဲ့သရေသားမွေးဖွားနိုင်မယ်ဆိုတာပါ။